။တရားနှွင်းကာလဥပဒေတင်သီလစောင့်တည်ကြတဲ့တို့ယောဂိတော်စင်တွေအတွက်တရားနှွင်းဥပဒေသီလပြီးတရားလက်ဆောင်ပြီးပြောပြမယ်။ဒီနေ့ပြောပြမယ်တရားကသောဗျမြတ်စွာဘုရားဟိုသုရကမ္မဝိပင်္ဂသုတ်တံမှာသုဘလူလင်ကိုဟောပြတဲ့ကံစီမံရာတတဝါဆိုတဲ့တရားလေးပြောပြမယ်။ တန်စီမာယာတတဝါဘာတယ်လဲဗျာဘုံဘုံတို့ယောဂိတုရှင်တွေပါဝင်ဝါးကြီးထဲမှာရှိတဲ့30ဘုံသားတတဝါတွေကကံစီမံအတိုင်းကံစီမံတဲ့အတိုင်းဖြစ်နေရတာကံစီမံတဲ့အတိုင်းဘုသူစီမံတဲ့အတိုင်းလည်း တသီမတိုင်းနဲ့ပြင်နေတာကအဲ့ဒီကံဆိုတာကကိုပြုတ်တဲ့ကံပဲဘူးမလောက်တာမို့ကိုပြုတ်တဲ့ကံပါရတဲ့ဗျာဘယ်သူမပြုတ်မိမိမှုပါတယ်လေဗျာမလေးသူ့တော်မြင်ကံကောင်းလိုက်တာပေါ့ငါကံဆူလိုက်တာသူကံကောင်းမှာပေါ့သူကကောင်းကံလုပ်ခဲ့တာဘူး ကိုကံကောင်းခြင်းလေပါတဲ့ကြအောင်းငံ့လို့ဒီနေ့ယောဂပြုစဉ်ဒီရံ့ွဲ့ကာလတဏ္ဍာမြလူတန်းကြဥပဒေတင်သီလာတွေသောက်ပြကြကျားဘာဝနာတွေပွားများအထုကြအောင်းကံလုတာလုတာလေကြအောင်းကံလုတာကကံကောင်းအောင်အောင်းကံလုတာကသုကံလုရင်တန်ဆုမှာပေါ့တန်ဆုမှာကြောက်ရင် သူကံဒီမလုံးနဲ့အန်ဆုံးမှာကြောက်ရင်မကောင်းတဲ့ကံနဲ့အကုသိုလ်တွေမလုံးနဲ့သူ့ဘလူတွေကကျေသောကာမှာမြတ်စွာဘုရားကိုဒါတွေနဲ့ပတ်သက်ပြီးတော့သိကျင်မြတ်စွာဘုရားတဲ့ဘဝလောကကြီးမှာချူအသက်ဒီရှိလိုက်တာအသက်90ကျေစကူစတရားချူပြင်ဘုရားအသက်ဒီတူလိုက်ကြတာ ဘာကြောင့်ဒီကဘာလောကကြီးထဲမှာအသက်အတူအရှိပွေပြနေရတာလဲဆရာအသက်အတူရှိပွေပြနေခြင်းအကြောင်းသူဘလူတင်မေးတာသူကမေးတာလေဗျာဒီတရားတော်မှာသူဘလူတင်နေမြတ်စွာဘုရားအစီဒင်းတယ်ပေါ့အကျိုးဆုံးအဘာကြီးထဲမှာဥပ္ပစီတွေကကံနေနေအစီဒင်းနေနေ သိနေရတာဗျာအကျိုးတော့တတန်းစီအောင်နေရပါကြောင့်လေဗျာဟောဒီကုန်အကျိုးဗျာသဘာဝဒီတန်ဒီဖြစ်တဲ့လီမုန်တိုင်းနေကြောက်ရေကြည်ဓာတ်တွေကြောက်မနေနေကြောက်နေကြရှုလက်တို့သဆုပိစုတွေကလွတ်ပြီးတော့အသက်ဒီအေကြတတန်းစီအောင်နေကြရတယ်ဘာကြောင့်လဲဗျာအာမေးတော့မပြီးခုနေအစုံတချို့ဗျာ အနာရောဂါတွေများပြားတဲ့တချို့အနာရောဂါကင်းပြီးတော့ကျန်ပါတယ်တချို့ရုပ်လာတဲ့ဗျာတချို့ယူဆိုးတဲ့ဗျာတချို့ဆင်းရဲတဲ့ဗျာတချို့ချမ်းသာတဲ့ဗျာတချို့ပညာတတ်တဲ့ဗျာတချို့ပညာမတတ်ဘူးဗျာမာမေကုန်နေများကြီးပဲမြတ်စွာဘုရားတခုချင်းပြေသွားတယ်အဲ့ဒါလေးဒီနေ့မှတ်ပြီးရင်ပြီးသွားပြီနော်တရားနာမည်ကတန်စီမန်ရာတတ္တဝါပါတယ်လေဗျာဆိုကြည့်လိုက်တန်စီမန်ရာတတ္တဝါ ဖြစ်ကာနေရသည်တံစီမာယာတတဝါဖြစ်ကာနေရသည်တတဝါတွေကဘုသူစီမံတဲ့အတိုင်းဖြစ်နေတာအမျိုးသားဗျာပထမအသက်အတူရှိကိုဖြေပြီးထိုလိုက်သူများအသက်တတိတွယ်အသက်ကုမာတို့ မသက်ရှောင်ရှားသူသူများရှည်လျာအသက်ကိုအဲအသက်အတူစီဘာကြောင့်ခွာရတာလဲသူတို့ရဲ့အသက်ကိုလိုက်တန်းနေတဲ့လူတွေကအသက်တူတယ်သူတို့ရဲ့အသက်ကိုမသက်ဖက်နဲ့ရှောင်ရှားတယ်ပဏ္ဏိပါဒသိက္ခာပုဂ္ဂိုလ်စောင့်သိနေတဲ့ပုဂ္ဂိုလ်တွေကအသက်ရှည်တယ်ဒါ ။အောင်ကကံဆူရတာကအသက်သူတွေ။အောင်ကသူတွေကံဆူတာကအသက်သူတွေ။သူကနေသူပဲ။အဲ့ဒီကံကသူပြုတ်ပြုတ်တဲ့ကံသူမှလောက်တာဟုတ်။နော်။သူပြုတ်လို့တဲ့ကံသူပဲခံရမှာ။နော်။အဲ့ဒါတို့ဒကာရမတွေသူရုပ်သောစင်းနေ။အသက်ရှိခြင်းနေခြင်းသူများအသက်ဒိုက်သက်တာကိုချောင်းရမယ်။အာဟုချောင်းရမယ်။မြတ်တဲ့တက်ကို အဲ့တကြီးနေမလို့ရဘူးတဲ့အာသူတဲ့အင်အကြီးတဲ့ဆိုပြီးတော့လည်းမနေအနိုင်မယူနဲ့မတတ်နဲ့ဘာလည်းနဲ့ပါတယ်သူလည်းနဲ့မပါဘူးဆိုတော့လည်းမတတ်နဲ့ပြီးရင်ကိုလုံးလိုက်တဲ့ဒီပါဏလိပါဒကံကကိုထံမဲ့ကျန်းလာပါသူလုံးလိုက်တဲ့သူကံကြောင့်တင်းတင်းမတင်းအဲ့ဒီဘက်လူကလည်းပြန်သက်နိုင်တာပဲဘဝလောကကြီးကကြောင်းတရားတတ်လို့မပြီးတော့เนาะ အဲ့တော့အသက်တူတာသူများသက်သက်လို့အသက်ရှိရှိနေခြင်းရင်သူများသက်သက်တာကိုတောင်းကျင်ရမယ်ဟုတ်ပြီမိငွန်းတခုရနောက်တစ်ခါသူဘလူလည်းသိကျင်တာကမြတ်စွာဘုရားတချို့အနာရောဂါတွေများပြားကုသလျှောက်ပြအနာရောဂါသူဘပုံရှိတယ်သိတော့လည်းလည်းမနေဘူးသိကန်းလည်းဘယ်တော့မှမပြောင်းဘူးသိမှလည်းမသိတဲ့ချို့ဘုရားကြံပါကြီးကောင်းလိုက်တာအဲ့ဒါဘာကြောင့်ပါလဲဘုရားပြီးတော့ ုကြည့်လိုက်နှိမ့်ဆက်ကလူညင်းဆက်မူပြောသူယောဂာသုတနာစိတ်တွင်မနေနေအင်းရှင်ယောဂာကိုသူတော်ဘာတွေကိုကိုကနိုင်တဲ့စီးနေခြေလက်တွေနဲ့ပုတ်ခတ်မယ်အာဒုတ်ဒီပိုင်းနဲ့ရိုက်မယ်လက်နဲ့ဒီနဲ့ နှိမ့်ဆက်မယ်တက်တာတော့မဟုတ်ဘူးနှိမ့်ဆက်တာအဲ့လိုသူတော်ရတွေကိုသူတို့ရဲ့ခန္ဓာကိုနှိမ့်ဆက်လို့ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကယောဂတွေပြပြတယ်ညမှာပေါ့ကိုယ်ကိုရိုက်ဖို့ညှောက်ဖို့တင်လာဟုတ်လက်ကလေးနဲ့စိတ်ကြည်တော့မနာဘူးလားဗျာနာတာပေါ့ကိုချင်းစာတရားမတာသူတော်ဘကိုနဲ့အကူနဲ့နှိမ့်ဆက်ရင်အဲ့ဒီပုဂ္ဂိုလ်ကယောဂတွေများတယ် ူတို့ဘကိုနှိမ့်ဆက်ရင်ပါများတယ်သူတို့ဘကိုမနှိမ့်ဆက်ဘဲနဲ့တဏှာစိတ်တွေထားကုချင်းစာတရားထားပြီးတော့တဏှာစိတ်တွေမနှိမ့်နှင်းကင်းရှင်ယောဂါကိုနာယောဂါကင်းတက်မှခြင်းနေနဲ့ပြည့်စုံခြင်းရင်သူတို့ဘကိုနိုင်ပြီမယ်လို့နိုင်တဲ့စီနေမနှိမ့်ဆက်ရဘူးဘာမလို့ရဘူးလဲဗျာမနှိမ့်ဆက်ရဘူး ကြပါပြီအသက်တို့သာတည်ရာရဲ့ကျမ်းမာရာရဲ့မကျမ်းမာရာနော်နောက်တစ်ခါကျတော့မိကုံးကယုတ်လာတာနဲ့ယုတ်ဆိုးတာဘာလို့ဝါကြီးဗျာသတော်ဝါကြီးကွာချလိုက်တာအမြတ်တော်ဗျာတို့ယုတ်ဒီစောလို့လာလို့သူယုတ်ဆိုးတယ်ဗျာမြတ်စွာဘုရားပြေတာကသူကြည့်လိုက်တံပြင်းဒေါသဤရကအလပြတ်မီဆို သောသမထမေတ္တာပွားဤလင်လာတဲ့ကိုကျို့ယုတ်ကလေးကြည့်လိုက်သိလာတာပဲဗျာဤလင်လုံးအေးချမ်းလို့ကျို့ယုတ်ဆိုးတာသစ္စာဗျာပြေတာကသောသနဲ့မေတ္တာဘာနဲ့ပါလဲအမှန်ဆိုရင်ဒေါသရှိထားပြီးတော့စိတ်တည်အမြဲတမ်းဆိုးနေမယ်ဆိုလို့ရှိရင် နယ်လေးကလေးကဒေါသတွေဟာဒေါသတွေပွားနေလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာမလှဘူးဒါပေမဲ့တော့နောက်တစ်ယောက်ကဒေါသမထားဘူးမေတ္တာပွားတယ်ဒေါသမထားပဲမေတ္တာပွားတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကကြည်လင်နှပါနေတယ်အဲ့တော့ယုတ်ကလေးကြည်လင်နှပါခြင်းနဲ့မေတ္တာပွားရမယ်ဘာပွားရမယ်ဘာမထားရဘူးဒေါသမထားရဘူး ောတာတွေတားရင်ယုတ်ဆိုးတတ်တယ်သောတာမတာမေတ္တာပွားရင်ယုတ်လာတတ်တယ်အဲယုတ်ဆိုးယုတ်လာကွဲပြားခြင်းအကြောင်းမြတ်စွာဘုရားကိုကြောက်တာလားနောက်တစ်ခါကျတော့အချမ်းရံပေါ်များတာနဲ့အချမ်းရံကျင်းတာဆက်ပြီးတော့မေးတယ်နော်ချို့ဗျာလောကမှာမိတ်ဆွေတင်ကြင်အပေါင်းတင်အချမ်းရံဒီပေါ်များခြင်းတွေနဲ့ပြည့်စုံတယ်တချို့ မိစေတငယ်ချင်းပေါင်းတဲ့မရှိသလိုသာသမီနဲ့ထွန်ကားဘူးဖေရဆံရံမရှိဘူးဖေရဆံရံပေါ်တာနဲ့ရှားတာဘလို့ပွာတာလဲဖေရမေးဆိုကြည့်လိုက်မနာလိုပြန်အိတ်သာထံဆံရံကင်းပြီဆိုအိတ်သာမထာပိတ္တာပွား ပေါ်များတွေ့ရန်ကိုဣဒ္ဓမထားတာနဲ့ဣဒ္ဓထားတာဣဒ္ဓဆိုတာမနာလိုညူစုတာသူတော်ဘာကိုမနာလိုတတ်တဲ့လူဟာအချွေရန်ရှားပါတဲ့ဣဒ္ဓမထားပဲနဲ့ကရုဏာပွားတယ်မုရိဒာပွားတယ်နော်ဣဒ္ဓမထားမုရိဒာပွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်က ွေရတကယ်ချင်းပေါင်းတင်ပေါ်များတယ်နော်မနာလိုတဲ့ဣဒ္ဓရင်များရဲ့အချွေရံပေါင်းတဲ့တကယ်ချင်းနဲတဲ့တဲ့ဣဒ္ဓမရဝရေမုရိဒာပွားမယ်ပြုနာပွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအချွေရံပေါင်းတဲ့တကယ်ချင်းညီပိုးတယ်ဟုတ်နောက်တစ်ခါကျတော့သူဘလူလင်ကမြတ်စွာဘုရားကိုဖြတ်ပြီးပြီးတယ် လောကမှာသင်ရဲ့ချမ်းသာပါချခြင်းကြောင့်ကျူစီရတဲ့ဘုရားကျူချမ်းသာတယ်ဘုရားဘာကြောင့်ပါလဲဘုရားမြတ်စွာဘုရားကိုတောက်တာတော့မြတ်စွာဘုရားပြေတာလေးဆိုကြည့်အောင်မလူမတန်မပေကံ၆တန်းဥစ္စာဆိုစွန်ကျဲလေးတုံးပြုပါကုန် ကုံလုံးကျွဲဝလုံးမြတ်စွာဘုရားအပြည့်ကတတ်တယ်ကျင့်ချမ်းသာဝါချခြင်းအကြောင်းလေးနော်နောက်တစ်ခါကျတော့တချို့ကျတော့မျိုးရုပ်တဲ့အမျိုးမှဖြစ်တယ်ဗျာတို့မှယုံမြတ်တဲ့မျိုးမှဖြစ်တယ်ဗျာလူလျှောက်တာတဲ့ဟိုအိန္ဒိယနိုင်ငံကြီးမှာတော့အလိုဇနိဇမ်းမြင့်ကိုွဲတာကြည့်တာပုံမလို့ပမာပြည့်တော့မကြည့်ပါဘူးအဲ့လိုအယုံ အမျိုးယုတ်မျိုးမျက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောထားတာလည်းရှိတယ်ဂါရဝနိဝတတရားလေးเนาะဆိုလိုက်ထိုက်သူယိုကျိုးမန်ကိုချိုးအမျိုးမျက်တကူဂါရဝတရားရှိတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကမျိုးမျက်တဲ့အမျိုးမှာဖြစ်ပြီးတော့ဂါရဝနိဝတတရားမှာ အရဝဏိဝတ္တတရားမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအမျိုးရုပ်တဲ့မျိုးရုပ်ဆက်မှာဖြစ်တတ်တယ်တရားပြည့်နောက်တကပညာတက်တာနဲ့မတက်တာအမေကရှင်းအားပညာဆိုတိပွဲဟူသမျှမမေကရှင်းအားပညာဆိုရှားမြင်များအောင် မေလေးဆောင်ခုနောင်တတ်သည်လုံးမြတ်စွာဘုရားတချို့ပညာတတ်တဲ့ဘုရားတို့ပညာတတ်ဘူးဘုရားဘာကြောင့်မလဲဘုရားသူပါလို့လို့ရေးတဲ့သူကပညာတတ်လို့တဲ့စိတ်နဲ့မေးမြန်းတင်ကြလေးလာသူစမ်းတယ်တတ်ပညာတွေကိုသင်ယူတယ်မသိတာတွေမေးတယ် ပဋ္ဌတာတွေကိုမေးတယ်သင်ယူတဲ့အဲ့ဒီပုဂ္ဂိုလ်ကပညာတတ်တယ်ကြားမြင်များအောင်မေးလေးဆိုခုနောင်တတ်သည်လို့ချိုးပုဂ္ဂိုလ်တွေကအဲ့ဒီလိုမဟုတ်ပဲနဲ့မိမိဘဝပညာတရည်အတွက်သင်လဲမသင်ယူဘူးကိုယ်တိုင်လည်းမလေ့လာဘူးတသင်တတတာတွေကလည်းမသင်မဲမလေ့လာပဲနေပဲဆိုအဲ့ဒီပုဂ္ဂိုလ်ကပညာမတက်ဘူးတဲ့ဒါကြောင့်လောကမှာပညာတက်ပညာမတက်အားကြောင့်ကြွားကြနေတာ အဲ့တော့ဒီတုတ်တံကိုကျင်းရှုံးရရင်ဒီလောကကြီးမှာဖြည့်နေတဲ့သရဝါတွေဟာလူသားချင်းအတူတူအသက်ရှူခြင်းမတူတာတွေဆင်းရဲချမ်းသာကွဲနေတာတွေအသက်အတူရှိကွဲနေတာတွေကကံစီမံရာတတဝါတွေပြင်နေကြတာကံစီမံရာပြင်နေကြရတာသရဝါတွေကဘလို့ပြင်နေတာ ို့လိုက်ကံစီမံရာတတဝါဖြစ်ကာနေရသည်ကံစီမံရာတတဝါဖြစ်ကာနေရသည်နှောက်စုကြည့်ရအောင် ကမ္မတကမ္မနဝတတကမ္မတယတာကမ္မယောနိကမ္မပန္တုကမ္မပတိတရဏကမ္မံတတိဝိပဇတိဟိနပတိရတာယမာနဝသူပါလူလေတတ္တာရီလောကကြီးမှာရှိတဲ့တတဝါပေါင်းတို့သည်ကမ္မတကကံသာလီမိမိရဲ့ကိုယ်ပိုင်ဥစ္စာရှိကြပါ၏ကုန်၏ ကမ္မတရားရာခံတိတလေးအမွေခံဖြစ်ကြပါ၏ကိုဤကမ္မယောနိခံတိတလေးအကြောင်းတရားရှိကြပါ၏ကိုဤကမ္မပန္ဓုခံတိတလေးအဆွေအမျိုးဖြစ်ကြပါ၏ကိုဤကမ္မပတိတရဏခံတိတလေးမိကိုအာဒယဖြစ်ကြပါ၏ကိုဤ တတ္တိကဘာလောကအတွင်းငါတတ္တဝအပေါင်းကို ကမ္မံကုသုကအကုသုကံတိဝိပဇံတိပွဲကြဝေဖန်ကြပါပေကုန်၏ဟိနပတိဒတယအယုတ်အမျက်ကိုလည်းပဲကမ္မံကံတိဝိပဇတိပွဲကြဝေဖန်ပါဤဟူ၍တတ္ထာနတုရောဇေယမြတ်စွာဘုရားတိ ေတ္တိကောင်းစွာမသွေဩကြတော်မူလိုက်ပါပေတတိအဲသုလတမဝိဝင်္ဂတုကိုအနည်းချုပ်၍တန်စီမယံတတဝဒီလောက်ပဲဟောပြပါမယ်ဗျာဒီနေ့ပြည်သူမြတ်ကုသိုလ်ကောင်းမှုသူတော်အမြဝေရအောင်လေအားလုံးလေး